ကျွန်တော်ကတော့ဒီ Netherlands Finland ပွဲကိုစိတ်ဝင်စားတယ်။ချက်ကခံစစ်ကောင်းကောင်းနဲ့ကစားလာအောင်။သူချက်ကစားခဲ့တယ်နောက်ဆုံး9ပွဲကိုကြည့်မယ်ဆို4ပွဲတော့က goal out လို့လေ။သူတော့ကျွန်တော်ဒီ Scotland နဲ့ Villarreal ကိုကွဲတယ်မှာပြန်ကြည့်မယ်ဆိုရင် Scotland ဘယ်နှဘိုးသွေးမလဲပဲသိရမှာ။တစ်ခါက Villarreal ရဲ့တိုက်ဖြစ်ပိုင်းကိုသိရတယ်။ကျွန်တော်ဟိုအကြမ်းကောင်းနေတယ်အမှလည်းမရှိဘူး။အလဲလဲပြင်မြင်မှလည်းမရှိဘူး။ တင်းငွေညအတွက်ပွဲစဉ်တွေတော့တက်ရှိပါတယ်เนาะကျွန်တော်တို့ဆမ်မာယူကို site prep ပေါ့เนาะဆမ်မာယူ site site prep ရှိမယ်ကျွန်တော်တို့ချက်ရဲ့ပွဲစဉ် follow ကျူးစုနဲ့ချက်နဲ့ဒါပြီးရင်ကျွန်တော်တို့ဟာ Scotland နဲ့ဟိုဗီလာလူးစ်ပွဲအပွဲတွေရှိမယ်နော်အဲ့ပွဲတွေကျွန်တော်တို့ဆမ်မာရီလိုနဲ့ site prep ကိုတော့ကျွန်တော်တို့ use ချင်ဘူးမလုပ်တော့ပါဘူးဆမ်မာရီလိုဆိုတာလည်းအားလုံးသိတဲ့အတိုင်းပါပဲဟုတ်လားဘလုံးအင်အားနဲ့ site prep ဆိုတာလည်းဘလုံးတိတ်မဖွင့်ဘူးတော်ဒီနှစ်သင်းကန်တဲ့ပွဲစဉ်တော့ကျွန်တော်တို့ကအရင်တိတ်ပြီးစိတ်ဝင်စားပွဲမကောင်းလို့ကျွန်တော်တို့ထင်ပါတယ်ဒါပြိတ္တတွေနေလည်းအဲ့လိုပဲယူဆမှာပါအဲ့တော့အဲ့ပွဲစဉ်ကိုကျွန်တော်တို့ ရွေးချယ်တော့အခုကျွန်တော်တို့အာရွေးချယ်ထားတဲ့၃ပွဲကတော့ကျွန်တော်တို့ follow ကျွန်းစုနဲ့ချက် Scotland နဲ့ကျွန်တော်တို့ Pilalu Netherlands နဲ့ Finland ပွဲစဉ်ပေါ့နော်အဲ့ပွဲစဉ်၃ပွဲမှာမှကျွန်တော်တို့ပိတ်သက်တွေအတွက်အကျိုးပြုနိုင်တဲ့ပွဲကိုကျွန်တော်တို့တယောက်ချင်းစီရဲ့ရွေးချယ်ချက်လေးနဲ့ကျွန်တော်စတင်လိုက်မယ်နော်အဲ့ဆိုဆရာတို့ကြော့အနေနဲ့အဲ့ဒီ၃ပွဲတည်းဘယ်ပွဲကိုနည်းနည်းအာတီသားဖြစ်ပြီးရွေးချယ်လဲဟုတ်အမ် follow ကျွန်းစုနဲ့ချက်ပွဲကိုကျွန်တော် goal ဆိုင်ဝင်သွားတယ်ဟုတ်ကဲ့ အချက်ကဗျာနောက်ဆုံးကစားဟောဒါဂျာနာရင်းညပွဲတွေအကြောင်းပြန်ပြောရမယ်ဘယ်လိုတော့ဖြစ်ဂျာနာရင်းညတော့ဒါဟိုကျွန်တော်တို့ဘောလုံးမရင်ခုံသူတွေတော်တော်လေးဟိုစင်ပြေချောမွေခဲ့တယ်နော်နယ်သာလန်ဆို4-0ဒိမတ်ဆို6-0ဩစတြီးယားဆိုရင်10-0အဲဒီလိုပဲပြန်ဒီဒီအသင်းတွေပဲပြန်ပြီးတော့ကန်ကြဖို့များရတယ်ပေါ့နော်ဒီပါအခုဆိုရင်ဒါချက်ကတော့အဲ့တုန်းကဒါသူဟိုပါပေါ့ဟိုခရိုအေးရှားနဲ့0-0တေကြွားအခုလည်းချက်က ခံစစ်ကောင်းကောင်းနဲ့ကစားလာအောင်သူချက်ကစားခဲ့တယ်နောက်ဆုံး9ဘွဲကိုကြည့်မယ်ဆိုလေးဘွဲတော့ကဂိုးအောင်တူနေလားနောက်ဖာရောကလည်းအိမ်ခွေးကဘာပဲပြောသူနောက်ဆုံးကစားကောင်းပြီးတော့နောက်ဆုံးမွန်တင်ဒီဂရိုကို4-0နဲ့နိုင်လာတယ်ဆိုတော့ဒီဖာရောကလည်းအဲသူ့အချိန်လေးကကောင်းအောင်စပြူပြီးအိမ်ခွေးစိတ်အားတက်ကြွမှုတွေယုံကြည်မှုတွေရှိနေတဲ့အချိန်နဲ့ဆိုရင် နှစ်တင်းအောင်အပြန်အလှန်အတွင်းကိုကျွန်တော်မြင်ရမယ်မထင်ဘူးဟုတ်ဟိုဘော်ရီယောက်ကိုကောင်းတယ်ဗျာဒါဆိုဂိုးအောင်ကပုံပြီးတော့ကောင်းတာဆိုချက်2-0ဆိုရင်ဒါဟိုဘော်ရီကကြောက်သွားဦးမယ်ဟုတ်ဟိုကြောင်းဒါကြောင့်မို့ကျွန်တော်ကဂိုးအောင်ပိုင်းကိုအဲ့ပွဲကိုပို့ပြီးစိတ်ဝင်စားတာနှစ်တင်းလုံးထိန်းကစားပြီးတော့ပလေးရလည်းချက်အနေနဲ့ကလည်းအများကြီးဂိုးတွေသွင်းနိုင်လိမ့်မယ်လို့မမြင်ဘူးဟုတ်အဲ့ဒါဆရာရဲနေတဲ့အဲ့တုံးပွဲတွေကဘယ်လိုရွေးချယ်ချက်ကျွန်တော်ကစပတ်တူနိုင်ငံပြီးလာရင်ဟုတ်ကဲ့ဟိုဘာကြောင့်လဲဆိုတော့နိုင်ငံပေါ်တွေမှာ ီးတဲ့အတိုင်းပဲတည်တယ်။တစ်ဖက်သင်းကရင်းမြင်တစ်ဖက်သင်းကရင်းနှိမ့်တဲ့ခါကျရင်းတဲ့သင်းကဘယ်လိုမိုးသွင်းမလဲပဲကျွန်တော်တို့ကကြည့်ရမယ်နေတာပြီးပေါ့။နှိမ့်တဲ့သင်းကကိုရတယ်ဆိုတာဒါသုံးဝဲတော့မှတစ်ဝဲတော့ဖြစ်ချင်တယ်။ငါးဘက်တော့မှတစ်ဝဲတော့ပဲတည်တယ်တင်တယ်။အဲ့တော့ဒီခေတ်တည်းအတင်းကြီးဖြစ်တဲ့အတင်းကပဲကျွန်တော်ဩကနေဝိုးတွင်းပါလေဒီနေရာမှာဒေးတိုင်းကပြန်ကြည့်မယ်ပြီသူတို့ကသုံးလုံးခွင့်လားသုံးလုံးရှုပ်ခွင့်လားသူတို့ကသုံးလုံးသီးလုံးနဲ့ပဲရက်သွားရတယ်ရှိရင်သူတို့ကျွန်တော်ဒီစပွန်ဆာနဲ့ဒီလာပြီးကွဲတယ်မှာပြန်ကြည့်မယ်ဆိုရင် ကောလန်ဘာနဲ့ဝန်သွင်းမလဲပဲသိရမှာတစ်ခါကဗီလာကြီးရဲ့တိုက်ဖြစ်ပိုင်းကိုသိရတယ်တော်တော်ကိုဟိုအကျဉ်းကောင်းနေတဲ့နေတာအမှလည်းမရှိတော့အလဲလဲသင်ယူမှလည်းမရှိဘူးပြီးတော့ဟိုသူ့အနေနဲ့ကောလန်ခံအစ်စ်ကောင်းကိုကိုရဖို့ပြလာခက်ခဲနေတယ်ကောလန်ရဲ့ဒီတာဗင်းကဒီအဲဂရင်းနဲ့ပွဲတယ်မှာဆိုလည်းတစ်ဖက်သွင်းဖို့တွေကဒီဒုတိယပိုင်းကျမှရကြတာဆိုတော့ကောလန်ရဲ့တိုက်ဖြစ်ပိုင်းကလည်းဗီလာကြီးပိတ်လာမယ်လို့သူဖိတော့ဖိနေမယ်ဒါပေမဲ့ဟို၃ဂိုးကြီးချက်ကျော်ပြီးတော့တွင်းနိုင်မယ်လို့တော့မထင်ဘူးပြကျွန်တော်ကစပေါ့တလန်တွေး1 2 3 အော်တူပြီးပေါ့နော်ဟုတ်ပါဆိုသူဖွင့်လာတဲ့ volley လေးရတယ်ဒီသူ့လိုငါတဲ့နှလုံးချားမှာပဲရှိရဆိုတော့ကျွန်တော်ကတော့ဒီပွဲတင်မှာ Portland ဟုတ်တယ် Portland ခံစစ်ဗီလာလူတိုက်စစ်တာဘလို့မှဘလို့မှတန်ကုန်လို့ဆိုတော့ကျွန်တော်က Portland နဲ့ပြင်မယ်ဗီလာလူကိုမြောက်လို့ဆိုပြီးတော့ပြေးထားတယ်ဟုတ်ကဲ့ကျွန်တော်ကတော့အဲ့ဒီဒီ၃ပွဲပွဲစဉ်မှာ၃ပွဲမှာပေါ့နော်ကျွန်တော်ကတော့ဟိုဆရာကျော်ကတော့ဖာလို့ကျူးစင်းရဲ့ချက်မှာအောက်ဆုံးပေါ့နော်အောက်ဆုံးဂိုးအောင်နဲ့အောက်ဆုံးပူကောင်းတဲ့သဘောပေါ့အောက်ဆုံးဆရာဂိုးအောင်ကတော့ပို့ပြီးတော့ဦးစားပေးရွေးချယ်ထားတာပေါ့ဆရာ ရဲရတော့ကနာဒီစကော့တလန်ကိုဘော်ဒီအနေနဲ့ရွေးချယ်ပြီးစော့တန်ကိုဂူအကိုဆရာရဲရဲထပ်ရွေးချယ်ပြီးကျွန်တော်ကတော့ဒီ Netherland Finland ပွဲကိုစိတ်ဝင်စားတယ် Netherland မှာဒါ၅ပွဲကစားအပြီးမှာဒါ Netherland ထိတ်ဆုံးကနေစတုံးမှတ်နေဒါဥဆောင်နေတဲ့အချိန်မှာ Netherland ရဲ့နဲ့ Finland ပေါ့နော်ဒါပါကြော်လုံးကလည်း Netherland ကဒါဝေးကမှ2-0နဲ့သူနိုင်ထားတယ်နိုင်ထားတယ်ဆိုဒီအခုဥတုမြေမှာပြကစားမယ်ပွဲမှာ Netherland တိုက်စစ်ပိုင်းကနောက်ဆုံးကစားခဲ့တဲ့ဟိုပါပေါ့သူအိမ်ကွင်းနောက်ဆုံးကစားခဲ့တဲ့ပွဲစဉ် 6ပွဲလောက်ကိုပြန်ကြည့်လိုက်တယ်သူ့အိမ်ဝင်းလည်းမဟုတ်အဝေးဝင်းအဝေးဝင်းအိမ်ဝင်းကစားခဲ့တဲ့နောက်ဆုံးပွဲစဉ်တော်တော်များများကိုပြန်ကြည့်လိုက်တဲ့အခါလေတောင်းတဲ့တိုက်စီကတွင်းလာတဲ့ဂူးရီအတွက်က28ဂူးကျော်ကျော်လောက်ရှိဆိုတော့အဲ့တော့တစ်ဖက်ကပြန်ချိန်ကြည့်တဲ့အချိန်မှာဖင်လန်ရဲ့ခံစစ်ကိုပြန်ကြည့်တော့ဖင်လန်ကစားခဲ့တဲ့နောက်ဆုံးပွဲ20ကိုပြန်ကြည့်တာပြန်ကြည့်တဲ့အချိန်မှာဖင်လန်ခံစစ်ကအဲ့ပွဲ20မှာဂူးမပေးရတဲ့ပွဲဆိုတပွဲပဲရှိတယ်။ဂျန်တဲ့ပွဲတွေမှာအနည်းဆုံး2ဂူး3ဂူး4ဂူး5ဂူး6ဂူးတွေပဲပေးနေရတဲ့အနေအထားမျိုးမှာ ကူကငေတာလဲကြေးရတယ်ဒါနှလုံးအရှုံးသုံးလုံး80နာမြန်မာဒေးလမ်းကတော့သုံးလုံး80နာကြီးပါကိုအောင်ငေတာလဲဘော်ဒီကြေးအောင်နိုင်ကြီးရတယ်50တိတမတက်လောက်ရှိတဲ့အခါကျတော့ဒီတိုက်စစ်နဲ့သူ့အိမ်ဝင်းမှာဖင်လန်ကတော့ဘလို့မှကျွန်တော်အဆင်မပြေနိုင်ဘူးထင်တယ်ဖင်လန်ကတတိယမှာရက်တည်နေတယ်ဟိုငေတာလဲ73မှတ်နဲ့ဆိုတော့ကျွန်တော်နေဒီပွဲစဉ်ကငေတာလဲတို့ကနှစ်ဘူးအလွန်ဆုံးသုံးဘူးမပြတ်เสียအကြောင်းမရှိဘူးသူ့ရဲ့ဟို golden hour လောက်အားနှုံးမြင့်မားမှုနဲ့ဆိုရင်တော့လေကြေးအောင်နိုင်ကြီးပါများနေတယ်တို့ကြောင့်ကျွန်တော်ကတော့ နယ်သာလန်ဖိန်လန်ပွဲမှာနယ်သာလန်ဘော်ကိုရွေးချယ်ပါတယ်အဲ့တော့ကျွန်တော်ပြန်ချုပ်ရတယ်တင်းငွေတွေအတွက်ကျွန်တော်၃ပွဲထုတ်လိုက်တဲ့အခါမှာနယ်သာလန်ဖိန်လန်တော့ကျွန်တော်နယ်သာလန်ရွေးချယ်တယ်ပါလို့ကျွန်းစုနဲ့ချက်ကူတော့ဆရာကျော်ကတော့ဂိုးအောက်ကိုရွေးချယ်တယ်ဘော်ကြီးအောက်လည်းကောင်းပါတယ်လို့ပြောပါတယ်တစ်ဖက်ကစကော့တလန်ဘီလာရုပွဲစဉ်တော့ဆရာရဲရတော့ဂိုးအောက်ကိုရွေးချယ်လိုက်ပါတယ်အားလုံးပဲအောင်မြင်ပါစေခင်ဗျာ